တမီးမိမိပြဆောင်လက်ခံလို့ပဲဖြစ်ပါမလဲတမီးရေတမီးရဲ့မိမိပြဆောင်လက်ခံလိုက်တမီးရဲ့ဦးလေးတွေဟာစက်ထဲမှာထင်ရဆိုင်ကြမယ်ပြီးတော့မိဘအမွေးဆိုပြီးတော့အမွေးလာထက်တောင်းနေမိလေးရဲ့အမေပေါ်မှာဖွားဖွားတော့မတရားတလို့ဖြစ်သွားမှာဗောမိလေးရဲ့လက်ခံလို့မဖြစ်ပါဘူးခွေ့ ေတက်တာရဲ့လားဘာစားချင်လဲသမီးပြောတက်တာပါလေသမီးရဲ့ဘာမှစားချင်စိတ်ကမရှိဘူးအဖေရဲ့တရင်နဲ့သမီးအားလုံးကြားပြီးသွားပြီအဖေဘာမှစိတ်ညစ်မနေနဲ့အဖေတရင်နဲ့ဟိုကြားပြီးပြီဆိုတော့အဖေတော့စိတ်တက်ချရတယ်ဘယ်သူရှိအောင်ပါလဲအဖေအဖေဘာမှအားမငယ်နဲ့ အဖေ့ရဲ့ဆန်ဆန်ကိုသမီးပြန်ရွေးပေးမယ်သိလားအိမ်မှာဒုက္ခပေးလို့နဲ့ဟိုနှကောင်နဲ့အိမ်ပေါ်နှင်ချလိုက်တော့ဆန်ဆက်ကလည်းအလုပ်မစင်းခိုင်းနေတော့နော်သမီးရှိပါတယ်အဖေ့အခြေမင်းမပြတ်စေရအောင်အဖေ့ဆန်ဆက်ကိုသမီးပြန်ရွေးပေးပါမယ်လို့ပြောနေရလေသမီးပတ်စားဟုတ်မလို့ချင်ပါဘူးအကျင် ဖေရဲ့အဖေကလည်းအခုချိန်ကြီးမာနတွေထားတော့မယ်မာနထားရမှမဟုတ်မီရဲ့ကနေမသိသေးရည်အများကြီးရှိသေးရဲ့ကဲဟုတ်ပါပြီဟုတ်ပါပြီကဲအဖေအခုလုံးလုံးစေကျမ်းမကြီးကိုပြူဆိုင်နေကောင်းအောင်ရင်းနေပြီးမှအဖေဘာဖြစ်ချင်လဲဆိုတာသမီးပြောသမီးအကုန်လုပ်ပြီးမယ်သမီးအကုန်ဖြည့်ဆည်းပေးမယ်အဖေသမီးမယုံဘူးလားသမီးကပတ်စံရှိပါတယ်ဖေရဲ့နော်ဖေကဲဖေ တော်ပြီလို့သမီးရှိပါတယ်အဖေအာတင်းနာဆက်မှာသမီးတယောက်လုံးရှိတယ်သမီးသမီးမယုံဘူးလားသမီးရှင်းပြီဘုဘတေချာပြူးဆိုင်နော်ဘုဘဝေယဝိဆိုင်အကုန်လုံးတေချာလုပ်ပြီပြီးမှမောင်ထုတ်အမေလာကြိုခါလိုက်မယ်နော်ဟုတ်ကဲ့မေမေအော်မေမေဟိုကလေသမီးဒီနေ့ဖဖိုင်းနဲ့တူတူအိပ်ပေးလိုက်မလားလို့အော်ရလေပိုကောင်းတာပေါ့ဖေးအာတင်းနာသမီးရှိရနော်ဘုဘနဲ့တော့ဒီပါ ွာမအိတ်သေးဘူးဒါကွာညတော့နေမယ်ပူပူကြီးတောင်အိပ်ပျော်နေခွာရယ်ဖဖမအိတ်သေးပါဦးမီးတွေးစရာတွေများနေလို့မီးလေးပဲတွားအိမ်နေနော်ဖဖဘာရတွေးနေရလဲဒီ NGO ရောင်းမှဖြစ်တော်မူမည်လေ။ဘာဖြစ်လို့လဲဖွားဖွားရဲ့မရောင်းမှနဲ့နော်။သမီးဦးလေးတွေကဖဖို့ရဲ့တစ္ဆက်တွေဟာသူများရဲ့ကျွန်းကြီးကိုပါရောင်းစားလိုက်ကြတယ်။အဲ့ဒါတွေကိုယုံမဖြစ်မှာဘူး။ဟုတ် ဖဖမှာရောဘူးပတ်စံမရှိလို့လားယင်အဲ့လောက်များများဆဆပတ်စံတော့ဖဖစီမှာပဲရှိပါမင်းမီလီယင်တမီးဦးလေးတရားစားဖို့တောက်ဖို့အင်းစည်းလောက်ပဲပေးတာလေအခုနောက်ပိုင်းအင်းစရိတ်တော့မပေးတော့လို့ဖဖပစ္စည်းတွေထုတ်ခွဲရောင်းချပြီးစားတောက်နေရတာမီလီယင် ဟိုမင်းကသူ့ပတ်စံနေနဲ့ပြန်ရွေးဖို့ပြောရလေဖဖွားရဲ့အဲ့ဒါကိုဖဖွားကဘာဖြစ်လို့လက်မခံတာလဲတမီးမိမိပတ်စံလက်ခံလို့ပဲဖြစ်ပါမလဲတမီးရဲ့တမီးရဲ့မိမိပတ်စံလက်ခံလိုက်တမီးရဲ့ဦးလေးကြီးက စက်ထဲမှာထင်ရဆိုင်ရမယ်ပြီးတော့မိဘအမွေးဆိုပြီးတော့အမွေးလာထက်တောင်းနေမိလေးရဲ့အမေပေါ်မှာဖောက်ဖောက်လို့မတရားတလို့ဖြစ်သွားမှာဗောမိလေးရဲ့လက်ခံလို့မဖြစ်ပါဘူးခွေအဲ့ဒါဆိုဖောက်ဖောက်အဲ့ဒီဆန်ဆက်တင်နေဒီအိမ်ကိုပါဆုံရှုံလိုက်ရတော့မှာပေါ့နော် ုံသွားတော့လေနားအေးတာပဲလေရှိနေလေဒင်းတို့ဖြုံးလို့ကုန်ပါပဲရောင်းလိုက်တာပဲကောင်းတယ်အဲ့ဒါဆိုဘဘဒီအင်းကိုတကယ်ပဲရောင်းတော့မှာပေါ့နော်ရောင်းရတော့မှာပေါ့အင်းရောင်းပြီးရင်တော့အကျွေးတွေကိုခွဲဆက် ကျန်တဲ့ပတ်စံအင်ဆိုင်လေးတစ်ဆိုင်တဲရမှာပေါ့လေဟွာဇေယောက်မှာပေါ့ဒါပဲရှိတာပဲကြီးရဲ့အဲ့တော့ဆိုဘဘဘာရောက်มาလဲဘဘကတော့အထင်ရောက်မလားလို့စိတ်ကူတယ် ကိုရီနီဘူအင်ဂီတီလီတလုံးကလည်းဝယ်ရအောင်ပါဆိုတော့လက်ထဲဘလောက်ကျန်လဲမသိနိုင်ဘူးကျန်အောင်ကြည့်ပြီးစီစဉ်ရမှာပဲမမေပတ်ဆက်မယ်ယူလိုက်ပါလားဖွားဖွားရယ်မဖြစ်ပါဘူးမြည်လေးရယ်တမီးရဲ့ဦးလေးတရားထင်ရဆိုင်မီရောပြဿနာရှာရယ်တမီးအမေကမခံတတ်ပုံလေးမလွယ်ပါဘူးဖွားဖွားလက်ခံလို့မဖြစ်ဘူး ကဲပါဟောပါရဲ့ဟိုစိတ်ပူစရာတွေးမနေပါနဲ့တော့เนาะအဆင်ပြေသွားမှာပါလာညီတို့တို့သွားအရာအောင်เนาะဘွားရဲ့ကျမကြီးရာလည်းရှိသေးရဲ့လေဘွားရဲ့တော်ကြဘွားတစ်ခုခုဖြစ်သွားရင်ဘဘူးရပို့ပြီးအခက်တွေ့နေမှာပေါ့ဘွားရဲ့လာပါညီတို့တို့သွားအရာအောင်เนาะခေါ်ပါเนาะငါမြင်လေတော့လိမ်မာတိတက်လိုက်တာ စဉ်းစားမြင်လေးရှိလာပြီ။ဘာဖိုင်လဲ။ဆက်တာပေါ့ပြပြချပြပြချ။ဒီအဖေကစံပြုတ်ယူလာတယ်။ကျွေးခဏနေချင်လို့ရှင်နှွေးလိုက်ဘူးနော်။ဖေရော ။တမိဖေခုပဲဆံပြုတ်တောက်ပြီးအိတ်သွားတယ်တမိရဲ့။အဲ့ဆိုကိုကိုရောကိုကိုဒီနားဆေးဆိုင်ခဏသွားတယ်။နေပါဦး။တမိမင်းပြောဆရာရှိရဲ့။အမင်းနဲ့အဖေနဲ့လေတမိဘဘာဖြစ်နေရလဲ။ဆံဆက်ကိုတမိရွေးပြပါမယ်ပြောတာတော့မလက်မခံကြအောင်။ဘာဖြစ်လို့လဲ။တမိဖေကတမိရဲ့ပြောဆိုမခံချင်လို့နေမှာဟောတမိရဲ့။အမေရဲ့တမိကဘာပြောနေလို့လဲ။တမိကသူ့အတွက်နဲ့ ယောက်ျားတယောက်ကိုယူလိုက်ရတယ်။ပြီးတော့အဲ့ယောက်ျားနဲ့ क्वे ပြီးရလာတဲ့ပတ်စံနဲ့သူ့ဆန်ဆက်ကိုရွေးပေးရင်လို့ပြောမခံချင်လို့နေပါဘော။ပြတ်တလာတဆုံးတစ်ခုဖြစ်နိုင်တယ်။သမီးပါဇက်ကအငင်းနေမှာမဟုတ်တာ။တွေ့လား။အမေနဲ့အဖေကိုယ်တိုင်သမီးကိုအဲ့လိုထင်နေမှာတော့ပတ်ဝန်းကျင်တစ်ခုလုံးကသမီးကိုပြောတာနဲတောင်နေသေးတယ်။အဲ့လိုဆိုလဲအမေတို့ဆန်ဆက်ကိုမင်းတို့စိုက်တာတာလုပ်လိုက်တော့သမီးလည်းဒီအိမ်ကိုမလာတော့ဘူး။ဖြစ်ချင်ရဖြစ်လိုက်တော့ ဟုတ်ကြဟင်ဟိုဟာဦးကျော်စီမှာအကျွေးတောင်းဘူးအဲ့ဒါကျွန်တော်မေ့ပါလားအဲ့ကျွန်တော်မေ့တော့တောင်းလိုက်နော်ဟုတ်အဲ့ဆိုတော့လိုက်လေဟုတ်ကဲ့ဟဲ့တမေးအရောက်နေရလားဒီနေ့ပေါ်ပေါ်နဲ့နေရမှာမဟုတ်ဘူးလားဟုတ်မမေးဟင်ဟိုမမေကိုလေဖွားဖွားကြီးကလိုအပ်နေရဲ့အဲ့ဒါမမေဖွားဖွားကြီးတို့အိမ်ကိုသွားလိုက်ပါလားယင်မလီအမေကလေသူတို့တမိစားလို့တော့အဆတ်ဆတ်ရအကူညီပေးတာတော့အမေကိုဒီလိုမျိုးဆက်ဆက်တာလေ အမေစီကအကူအညီယူရတာကိုပဲသူတို့ကအောက်ကြနေပြီလို့ထင်နေတာသမီးရဲ့သမီးပဲစဉ်းစားကြည့်လိုက်လေအမေအကူအညီပြီးတော့ရောနောက်ပြန်ပြောမယ်လူမျိုးလားအမလေးမမေရဲ့မမေလားပြန်မပြောမှာနော်ဖွားဖွားကြီးပြောတဲ့အတိုင်းဖြစ်မှာကိုသမီးရယုံနေအမလေးငါမွေးထားတဲ့သမီးကိုယ်တိုင်ငါ့ကိုအဲ့လိုထင်နေမှာတော့ပပမအိမ်ပိုင်ရှိတဲ့အခါကျတော့အကြောင်းတစုံတစ်ခုပေါ်လာခဲ့တယ်ဆိုရင် ။ဗာနီလေးကဖဖတို့အိမ်မှာလာနေလို့ရတာပေါ့။ဖဖကလည်းသမီးရဲ့ဒီအိမ်မှာအဆင်ပြေနေတဲ့ဟာကိုဘာဖြစ်လို့ဖဖကြီးတို့အိမ်မှာလိုက်နေရမှာလဲဖဖရဲ့။ဗာနီလေးငယ်ပါသေးတယ်။နောက်တော့အကြောင်းကြီးသိလာမှာ။